အောင်မင်းမင်္ဂလာပါဒီနေ့ကျွန်တော်ကဒီဆ iam ဂျူရေးထားတဲ့တိမ်နေရှိတဲ့ကျိုးစာအုပ်ကနေပြီးတော့စာပိုင်းလေးတစ်ပိုင်းဖတ်ပြမှာဖြစ်ပါတယ်ဒီစာကတော့ကျွန်တော်အဲ့ဒီစာကိုဖတ်တဲ့အချိန်လိုတိမ်ထားတာပေါ့နော်ဆုံးချုံရချင်းအတတ်ပညာဟာတစ်ဖက်ကန့်ခတ်တက်မြောက်ဖို့မခက်ခဲပါဘူးအများစုအရာတွေဟာ ပြောက်ဆုံးဖို့တသက်ရည်ထားသလိုပဲမို့သူတို့ကိုဆုံချုံလိုက်ရလို့တော့စောက်တရားများဖြစ်ဖို့မလိုနေတိုင်းနေတိုင်းတခုခုတော့ပြောက်ဆုံးနေကြတာပဲတကားတော့ပြောက်တဲ့စိတ်တို့ချင်းတွေဆူဆူရွရွကုံဆုံးသွားတဲ့အချိန်တိုင်းတွေဆုံချိုရခြင်းအတက်ပညာဟာတစ်ဖက်ကန့်ခတ်တမျက်ကိုမခက်ခဲပါဘူးဒီတော့နေရာတွေ နာမည်တွေနောက်ထပ်နောက်ထပ်ဆုံးရှုံးရဖို့ပို့ပြီးမြင်မြင်ဆုံးရှုံးဖို့လေ့ကျင့်ရမှာပေါ့